kenumoden adeya manage son daga son mare mimi do chanda de iriya paw ne thai nai ba de thai mi do daya na lo ya ba de khwin pyu ba de chanda de iriya paw ne thai ma ဒီနေ့စေမဝန်ကြီးဌာနမြမဆေးဝါးလုပ်ငန်းမိသားစုတို့ရဲ့ တနစ်တာဆွန်စကလူတန်းချင်းသင်္ကန်းဓဝကမ္မစိုက်တို့လူတန်းဘွေရအပြားပြားတွေကိုစကလူတန်းချင်းကုသိုလ်ကောင်းမှု ပြုလုပ်ကြတဲ့အခါမှာဘုန်းကြီးကအနုမောဒနာတရားအနေနဲ့ဟောပေးပါမယ်အနုမောဒနာကိုကောင်းစီလေးပေးပြီးတော့ဒီနေ့ဟောပေးပါမယ် အကျိုးတရားကိုလိုချင်ရဲ့အကြောင်းတရားကိုလောက်ပါတီကောင်းစီပြပြီးတော့ဘုန်းကြီးအနုမောဒနာတရားဟောပေးပါမယ်အကျိုးတရားကိုလိုချင်တဲ့ပုဂ္ဂိုလ်သည်အကြောင်းတရားကိုလောက်ပါအကြောင်းတရားကိုလောက်ပါမှ အကျိုးတရားဆိုတာရတာရပါတယ်အကြောင်းကို မလောက်ခြင်းပဲနဲ့အကြောင်းကိုမလောက်ပေနဲ့အကျိုးဆိုတာဘယ်လိုမှမရပါဘူး အဲကြောင့်မို့လို့အကျိုးတရားကိုလိုချင်တဲ့ပုဂ္ဂိုလ်သည်အကြောင်းတရားကိုလောက်ရပါတယ်။ဥပမာမြင်လွယ်အောင်ဥပမာနဲ့ပြောမယ်ဆိုရင်ကျောင်းသားတွေစာမွေးပွဲမဖြေဘဲနဲ့ကစက်ထွက်တဲ့အချိန်မှာငါများအောင်လေမလားလို့မျိုးလင့်ချက်ဘယ်လိုမှထားလို့မရဘူး။ဘာဖြစ်လို့လဲ။စာမွေးဖြေတဲ့အကြောင်းကိုမှမလုပ်ရဲကစက်ရဲမှာပါတယ်ဆိုတော့အကျိုးတရားဘယ်လိုမှမဖြစ်နိုင်ဘူး။ ို့တူပဲဝန်တန်းတွေမှာလည်းပဲဒီဝန်တန်းကဒီနေရာမှာဒီအလုတ်ကိုလှုပ်ပါမှလကုံတဲ့အခါမှာဒီလစာထွက်လာမှာပဲအလုတ်လှုပ်ခြင်းဆိုတဲ့အကြောင်းတရားမရှိဘဲနဲ့သူ့အတွက်လစာဆိုတာဘယ်လိုမှထွက်လာမှာမဟုတ်အဲ့တော့အကျိုးအကြောင်းလောကမှာရှိတဲ့ဘုရားသာသနာတော်မှာလည်းပဲဘုရားရှင်ဟောတော်မူခဲ့တဲ့45ဝါဟောတော်မူခဲ့တဲ့တရားတွေအလုံးအကျိုးအကြောင်းပဲ။ အကြောင်းတရားကိုအရင်ဟောတယ်အကျိုးတရားကိုနောက်မှဟောတယ်ဒါမှမဟုတ်လေအကျိုးတရားကိုအရင်ဟောတယ်အကြောင်းတရားကိုနောက်မှဟောတယ်အဲ့တော့တရားတွေရဲ့အကျဉ်းချုပ်ပြောမယ်ဆိုရင်ပဋ္ဌာန်းတရားနဲ့ပဋိစ္စသမုပ္ပါဒ်တရားဒီနှစ်ခုကိုကြည့်လိုက်အကုန်လုံးအကြောင်းအကျိုးကြီးပဲပဋ္ဌာန်းတရားတွေမှာလည်းအကြောင်းနဲ့အကျိုး ပဋိစ္စသမုပ္ပါဒ်မှာလည်းပဲအကြောင်းနဲ့အကျိုးအဲ့တော့လောကကြီးတစ်ခုလုံးမှာအကုန်လုံးလှက်ပတ်နေကြတဲ့တဲ့ရှိတဲ့မဲ့အရာမှန်သမျှသည်အကြောင်းအကျိုးဒီနှစ်ခုနဲ့လှက်ပတ်နေကြတာအကြောင်းကောင်းရင်အကျိုးကောင်းတယ်အကြောင်းအားနေရင်အကျိုးအားနေတယ်အကြောင်းမကောင်းဘူးဆိုရင်အကျိုးလည်းမကောင်းဘူးဒါသူ့အကြောင်းနဲ့သူ့အကျိုးဒီတိုင်းဒီသဘောတဘာဝကိုဘုရားဟောတာတာ ဘုရားဟောလို့ဒီလိုဖြစ်တာမဟုတ်ဘူးမြတ်စွာဘုရားကသူ့တဘာဝဒီလိုရှိတယ်ဆိုတာကိုဟောတော်မူတာဒါအဲ့ဒီဟောတော်မူတာဒီအာလုံးကြည့်လိုက်တော့အကြောင်းတရားနဲ့အကျိုးတရားပဲဒီတော့ခုတရားနာနေတဲ့မိသားစုတွေအကျိုးတရားကိုလိုချင်ရင်အကြောင်းတရားကိုလိုရပါတယ်ခုဆွမ်းလာကြတဲ့ ဆွန်လာကတ်တယ်ဆိုရင်ဆွန်ကတ်ဖို့အတွက်ကုန်ကြစိတ်ဆိုတာရှိတယ်ဒီကုန်ကြစိတ်ကိုစုဆောင်းပြီးတော့မိသားစုတွေစုဆောင်းပြီးတော့ဒါဆွန်လာကတ်ကြတယ်အကျဉ်းချုပ်လိုက်တော့လာပြီးတော့ဒီမှာကုသိုလ်လာလို့ကြတယ်ဆိုတော့အကုန်ကြခံပြီးတော့လုပ်ကြတာပဲဆွန်စီအတွက်တနေ့ဒါဘလောက် ဆိုပြီးတော့ဒါအကုန်ကြခံပြီးတော့လုပ်ကြတယ်ဒါအကျိုးအကြောင်းတရားပဲအကုန်ကြခံတယ်ဒါအကြောင်းတရား အဓိကတော့ဆွန့်ကပ်မယ်ဆွန့်လူမယ်ဆိုပြီးတော့လာကြတယ်ဒါအကြောင်းတရားပဲဒီအကြောင်းတရားကြောင့်အကျိုးတရားဆိုတာဖြစ်လာမယ်ဆွန့်လူရခြင်းအကျိုးဆိုပြီးတော့ဒီတော့အများအပြည့်ဘုန်းကြီးတို့ဗုဒ္ဓဘာသာတွေမှာပါပြီးတော့လှူတယ်ကာပြီတော့ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုကုံသွားတယ်တီလို အမြအပြည့်ထင်ကြပါတယ် ဟုတ်တယ်မျက်စိမျက်စိနဲ့မြင်ရတာလေအကုန်သွားတာပဲဒါအကုန်သွားတာကိုမြင်ရတယ်ဆိုပါတော့ဒီနေ့ဆုံးကတ်လို့တိမ်ဘလောက်ကုန်သွားတယ်ဒါတို့မျက်စိနဲ့မြင်နေရတာကုန်သွားတာကိုဒါမဲ့ရတာရတာကြတော့မြင်လို့မရဘူးအဲ့ဒီရတာကြတော့လေကိုယ်ကယူတတ်ပါမှရတာ อยู่ได้ยังอยู่ได้ตะหลอกกองๆยาได้ไม่อยู่ได้ยังก็တော့ไม่อยู่ได้ตะหลอกပဲยามาပဲအဲ့တော့อยู่တတ်ဖို့ဒါအကျိုးတရားကိုอยู่တတ်ဖို့အထူးလိုအပ်ပါတယ်အဲ့ဒီအကျိုးတရားကိုอยู่တတ်ဖို့အတွက်ဒါဘုန်းကြီးဒီနေ့အထူးသဖြင့်အင်္ဂုတ္တရနိကေမှာမြတ်စွာဘုရားဟောတော်မူခဲ့တဲ့ကုလသုတ်တံအဲ့ဒီကုလသုတ်တံကိုအခြေခံပြီးတော့ဘုန်းကြီးဟောပေးပါမယ် တရားဓမ္မပေါင်းသူတော်ကောင်းတို့လောကမှာယံဘိကဝေသီလဝန္တာပပ္ပစီတာကုလံဥပါသင်္ကမန္တိတတ္ထမနုဿပိစာဤဌာနေဘဝံပုညံပတဝံတိသီလရှိတဲ့ယံတန်ဃာတို့၏အကြောင်းအားလျော်စွာမိမိတို့အိမ်ကိုမိမိတို့နေရာဒေသကိုကြွလာကြတဲ့ ါမှမဟုတ်လည်းပဲတိလဝန္တတိလရည်တဲ့တန်ဃာတို့တွေရှိတဲ့နေရာအဲ့ဒီအကို အကြောင်းအလျောက်သာမိမိတို့ရောက်သွားကြတယ်ဆိုရင်ယူတတ်တဲ့အမျိုးသားအမျိုးသမီးတွေမှာပင်စဟိဌာနေဟိဘုံပုညံပတဝတိငါးမျိုးငါးစားသောကုသိုလ်တရားတွေယူတတ်ရင်ယူတတ်တဲ့လောက်ရတယ် တီလာရည်တဲ့ပုဂ္ဂိုလ်တွေတီလာရည်တဲ့ယဟန်တန်ဃာတို့တွေကိုယ်အင်ကိုရောက်လာရဲယူတတ်ရဲ့၅မြို့၅စာတော့အကျိုးတရားတွေမိမိတို့ကအကြောင်းတရားကိုလုံမိတယ်အဲ့ဒါကြောင့်မို့လို့အကျိုးတရား၅မြို့၅စာရတယ်တီလာဝန္တရည်ဖြစ်တဲ့ပုဂ္ဂိုလ်တွေစီကိုအကြောင်းတိုက်ကိုသွားပြီးတော့အခုဒကာကြီးဒကာမကြီးတွေအကြောင်းတိုက်ကိုရောက်လာပြီးတော့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့ရောက်လာတယ် ယူတတ်ရင်ငါးမျိုးငါးစားသောဆွန်းကျိုးတယ်မကဘူးငါးမျိုးငါးစားသောအကြောင်းတရားတွေကိုလုံးမရဖြစ်သွားတယ်အဲ့ဒီလုံးမရဖြစ်သွားတော့အကျိုးတရား၅မျိုးလည်းရလာတယ်အဲ့ဒီလုံးမရဖြစ်တာကိုတော့ကိုယ်ကသတိထားဖို့လိုတယ်အဲ့ဒီမှာမြတ်စွာဘုရားကဆက်ပြီးတော့ဟောတယ်ယံဘိက္ခဝေသီလဝန္တာပပ္ပစီတာကုလံဥပသင်္ကမတိ ကုလံဥပသင်္ကမန္တိတတ္တမနုဿပင်စာဟိဌာနေဘုံပုံညာပတဝတိငါးမျိုးငါးစားသောအကြောင်းတရားတွေကိုလုံးမိကြလို့မို့ငါးမျိုးငါးစားသောအကျိုးတရားတွေကိုရကြတယ်နံပါတ်1စိတ်တာနိပတိတန္တိတရားဓမ္မတွေသီလဝန္တသီလရှိတဲ့ပုဂ္ဂိုလ်ဒီနေရာမှာသီလဝန္တဆိုလို့ဆိုပြီးတော့ပါဠိတော်မှာ ဘုရားရှင်ဟောတော်မူတဲ့အတ္တကတ္တဒီဃကဖွင့်ပြတယ်သီလဝန္တဆိုတာဘု து ကိုပြောတာလေယန္တံဃာတို့တည်းအထူးသဖြင့်သောတာပန်တက္ကရာကအနာဂတ်ယန္တာဖြစ်ပြီသားအရိယာပုဂ္ဂိုလ်တွေဆိုရင်ကတော့ဒါအထူးပြောစီအောင်မလို့တော့ဟာဒီလိုမှမဟုတ်ရင်လည်းပဲပုထုဇဉ်ဖြစ်ပေမဲ့လို့သီလကိုလုံးလုံးယုံယုံထိမ့်သိမ့်နဲ့ပရိယပရိပတ် သာသနာတာဝန်တွေကိုထမ်းဆောင်နေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေလည်းဒီထဲမှာသီလဝန္တာတွေမှာပါတယ်အဲ့ဒီသီလဝန္တာပုဂ္ဂိုလ်တွေကိုဖူးမြင်ရတဲ့အခါမှာတွေ့ရတဲ့အခါမှာကြုံရတဲ့အခါမှာမိမိတို့ရဲ့စိတ်ထဲမှာဩဘုရားသားတို့တန်ဃာတို့တွေပဲဒီတန်ဃာတို့တွေထိမ့်သိမ့်ရတဲ့သီလတွေဟာမိမိတို့၅ပါးသီလစောင့်သိနိုင်တယ် ဥပုံနေတယ်မှာ၈ပါးသီလ၉ပါးသီလဒီလောက်ပဲစောင့်သိနိုင်တယ်ဒီတန်ဃာတို့ဒီ229ရက်သေခါဘုတ်တွေကိုအထင်းသိကြတယ်ဂရေကိုတောင်ကျော်သေခါဘုတ်တွေကိုအထင်းသိကြတယ်ပရိယပတိပတ်သာသနာတော်ဝန်တွေကိုထပ်ဆောင်နေကြတဲ့တန်ဃာတို့တွေပါလားမြတ်စွာဘုရားမင်းတော်မူခဲ့တဲ့တရားတို့တွေကိုဆောင်ရွက်နေတဲ့တန်ဃာတို့တွေပါလားဆိုပြီးတော့ မိမိတို့မျက်စိတွေမှာအခုမြင်နေရတဲ့တန်ဃာတို့တွေတည်းမကဘူးဘုရားလက်ထက်ကတန်ဃာတို့တွေအရှင်သာရိပုတ္တရာအယမောက်ကလန်အမှုရတဲ့တန်ဃာတို့တွေအဲ့ဒီဒီမိမိတို့အစိတ်ထဲမှာဒီတန်ဃာတို့တွေထိမ့်သိမ့်တာတဲ့သီလတွေကိုအာရုံပြုပြီးတော့မိမိတို့အစိတ်ထဲမှာကြီးညိုစိတ်တွေဖြစ်လာပြီးဆိုရင်အဲ့ဒီကြီးညိုစိတ်စာအကြောင်းတရားပဲအဲ့ဒီကြီးညိုစိတ်ဖြစ်လို့မို့ မိမိတို့မှာဘာအကျိုးတွေရတယ်လဲဆိုရင်တက်ကအတံဝတ္တဏိကံပฏิပဒံပฏิပန္နာဟောတိအဲ့ဒီကုသိုလ်စိတ်ကမိမိတို့တန္တရာတလျောက်လုံးမှာတက်ကပฏิပန္နတက်ကလူလူရွာနိုင်ရွာအပေငရဲကိုဘယ်တော့မှမဆိုင်ဘူးဒီဒီကုသိုလ်စိတ်ကြောင့်အပေလေးပါဘယ်တော့မှမရောက်ဘူးလူရွာနိုင်ရွာဒါကိုပဲအကျိုးပေးတယ်ဒီကုသိုလ်က ဒါကြောင့်တက်ကတံဝတ္တိကံပฏิပဒံပฏิပန္နာဟောတိ။ဒါမြတ်စွာဘုရားကမြောက်ပြီးတော့ပြောနေတာမဟုတ်ဘူး။တကယ်လက်တွေ့ဒါလက်တွေ့ရှိလို့မြတ်စွာဘုရားပြောတာ။ဘုရားလက်ထက်တော်ကမိတ္တဂုံတလီလို့ခေါ်တဲ့အမျိုးသားလေးတယောက်။တထေသားဂရေ80လောက်ကျွယ်ဝတဲ့တထေရဲ့သားလေးတဝုဒိတောသားလေးအသက်ငယ်ငယ်ရွယ်ရွယ်လေး ဆက်သုံးနေဆက်လေးဆက်လေးနှစ်လောက်ပဲရှိတဲ့အဲ့ဒီကလေးလေးနေမကောင်းဖြစ်နေမကောင်းဖြစ်တော့သူ့အဖေကတထေးတထေးဆိုမဲ့လည်းအမတကတ်စီနေရတာသူ့သားလေးနေမကောင်းတာကိုကျွန်းညင်တဲ့ဆေးဆေးစရာတွေခေါ်ပြီးတော့မကုအိမ်မှာရှိတဲ့တိုင်ရင်ဆေးလေးတွေနဲ့ကုတယ်ဟိုလူကလာပြောလိုက် ဲ့ဒီဈေးကိုသုံးလိုက်ဒီလူကလာပြောလိုက်အဲ့ဒီဈေးသုံးလိုက်ကျွညင်တဲ့ဆရာကိုခေါ်ပြီးတော့မကုတ်ဘူးဒီလိုနဲ့ကလေးကယောဂါတပိပိကျုံးပြီးတော့နောက်ဆုံးမှာသေရမယ့်အခြေအနေမျိုးရောက်သွားတယ်အဲ့တော့သူ့အဖေကသိတယ်ဒီကောင်းလေးကတော့သူ့သားလေးကတော့သေတော့မှာပဲကဲသေသေကဏီသေရင်ဆွေမျိုးတွေက လာပြီးတော့အိမ်ကိုလာပြီးတော့ မသေးခင်လူနာတဲ့မေးမယ်သေပြီးတော့လည်းဒါဝန်းနေကြောင်းလာပြီးတော့ပြောကြအောင်မယ်အဲ့တော့တိုက်တဲ့ကိုဝင်အဝင်ခံရင်မိမိတို့ပိုင်ဆိုင်တဲ့ပြည်စည်းဥစ္စာတွေကိုသူတို့မြင်သွားလိမ့်မယ်အဲ့ဒါကြောင့်အိမ်တွေကိုတော့လူတွေကိုလုံးဝအဝယ်မခံဘူးအဲ့ကြောင့်သူ့သားလေးကိုသူနေတဲ့အခန်းကနေပြီးတော့အပြင်ကိုထုတ်အိမ်အပြင်ဖက်ဒါတကားဝနာမှာမန္တလေးထိုးပြီးတော့သူ့သားဒေဂာနီ ဲ့မှာအပြည့်မှထားတယ်လာတဲ့လူတွေကအိမ်ထဲလုံးဝဝင်လို့မရဘူးအဲ့အပြည့်မှာပဲသူ့သားလေးကိုကြည့်ပြီးတော့ဟိုဝန်ကြီးเจ้าဒီလိုပြောကြတဲ့ဒီလိုဖြစ်ကြအဲ့ဒါကိုမြတ်စွာဘုရားက မြင်တော်မူလို့ဩဒီကလေးဒီဘဝမှာတော့သူမဲ့ဖို့ရမှာမဟုတ်ဘူးနောက်ဘဝမှာတော့သူမဲ့ဖို့ရလိမ့်မယ်အဲ့ဒီအောင်သူ့ကိုချီးမြှောက်မယ်ဖို့ဘုရားရှင်က မနဲ့ ဆုံကန်ကြွားတယ်သူ့ရဲ့အိမ်ပေါက်အဲ့ဒီတဲ့ရဲ့အိမ်ပေါက်ကလေးလေးကိုကတဲ့နဲ့လူမမကလေးလေးကိုကတဲ့နဲ့ထားတဲ့အိမ်ပေါက်မှာမြတ်စွာဘုရားကခဏရက်တယ်ဆုံကန်သွားရင်လည်းခဏရက်တယ်နောက်ပါတန်ဃာတို့တွေလည်းပါတယ်မြတ်စွာဘုရားကအဲ့ဒီနားမှာရက်ပြီးတော့ရောင်ကြီးတို့လှုပ်လိုက်တယ်အဲ့ဒါကိုပတ္တကုံတလီကလေးတတောသားလေးက မျက်လုံးမှိတ်တရခဏဖွင့်ကြည့်လိုက်တော့ဩရောင်ကြည့်လို့တည်းတဝင်းဝင်းတလဲလဲနဲ့အဲ့ဒါကိုမြင်ရတော့သူကစောင်းကြည့်တယ်ဩမြတ်စွာဘုရားတို့အိမ်ပေါက်မှာရောက်နေပါလားဒါကလေးလေးကသူအသက်ခု73နှစ်70နှစ်လောက်ရှိပြီကျောင်းကိုတခါမှမရောက်ဘူးဘုရားကိုတခါမှမဖူးဘူး သူ့အိမ်ကသူ့အဖေကလည်းအမတန်ကပ်စည်းနေလို့တန်ခါတွေကိုတခါမှဆွမလောင်းဘူးသူ့မှာဒီလိုကုဒီလိုကုသိုလ်ရေးမျိုးလုပ်ဖို့ဘလို့မှအခွင့်အရေးမရခဲ့ဘူးဩခုမြတ်စွာဘုရားကတို့အိမ်ဘက်ကိုရောက်နေပါလားဆိုပြီးမြတ်စွာဘုရားရဲ့ကိုယ်ဘောကထွက်လာတဲ့ယုံကြည်တို့ဒီနောက်နောက်မှာပါတဲ့တန်ခါတို့ဒီအဲ့ဒါတွေကို သူလက်ကြည့်ပြီးတော့ကြီးညိုစိတ်သူ့စိတ်ထဲမှာဖြစ်လာအဲ့ဒါနဲ့ပဲမြတ်စွာဘုရားကဒီကလေးမြင်မြင်သွားပြီဒီကလေးရဲ့စိတ်ထဲမှာကြီးညိုစိတ်ဖြစ်သွားပြီဆိုတာကိုသိတော့မြတ်စွာဘုရားကဆက်ကြွသွားတယ်ဘုံနာကြီးကရပ်ပါအောင်ဘုရားဆွန့်လုံးပါမယ်လုံးဝမရှိဘူးเนาะသူ့ဘယ်ကဒီကလေးမြင်လောက်ယုံပဲဘုရားကရပ်ပြီးတော့ကြွသွားတယ်နောက်ပိုင်းကျတော့ဒီကလေးတည့်ရနေ့ရဆိုတော့ဆုံးတာပဲ။ ဆုံးတော့တာဝတိသာနတ်ပြည်ရောက်သွားတယ်။နတ်ပြည်ရောက်သွားတော့သူ့ရဲ့နတ်စည်းစိမ်ကိုကြည့်ပြီးတော့ငါဘာကုသိုလ်ကောင်းမှုလုပ်လို့များဒီအကျိုးတရားတွေကိုရခဲ့ပါသလဲဆိုတာစဉ်းစားလိုက်တော့ဩဖရာကျင်ကိုကြည်ညိုယုံစိတ်တက်တဲ့နဲ့ငါဒီအကျိုးတရားတွေကိုရတာပါလားဆိုတာသိတာနဲ့ရှင်းရှင်းလာပြီးတော့ဖရာကျင်ကိုလာလျှောက်တယ်အဲ့မှာမြတ်စွာဘုရားတရားဟောတော့တောတာပန်ဖြစ်သွားတယ်လူရင်းကတော့ကြည်ညိုယုံနဲ့ ဒီလိုနိုင်ပြီကိုရောက်ရောက်နိုင်တဲ့ကြီးညိုခြင်းသည် အကြောင်းတရားဖြစ်လျာဘဝမှာ သူဂတိကိုရခြင်းသည်အကျိုးတရားဒါအကြောင်းအကျိုးပဲအဲ့တော့သီလဝန္ဒပုဂ္ဂိုလ်တွေကိုမြင်တဲ့အခါမှာနံပါတ်1ကြီးညိုစိတ်ဖြစ်တယ်နံပါတ်2ဟောကြီးညိုစရာကောင်းတော့ကိုကဒကာဓမ္မပေါင်းသူတော်ကောင်းတွေကဒီတန်ဃာတို့တွေကိုခရီးဥကြတယ် အယုဒေပေးကြတယ်ဝှချကြတယ်ရှိခိုးကြတယ်ကတိုးကြတယ်ဒီလိုဝှချရှိခိုးကတိုးခြင်းသည် ဖြစ်လျာဘဝမှာအမျိုးမြတ်ခြင်းအကျိုးကိုရပါတယ်အယုဒေပေးခြင်းသည် အကြောင်းတရားဖြစ်လျာဘဝမှာ အမျိုးမြတ်တယ်အမျိုးမြတ်တယ်ဆိုတာဘာပြောတာလဲဆိုရင်ခုဘုန်းကြီးတို့နိုင်ငံမှာဟိုအမျိုးခွဲခြားမှုတော့မရှိဘူး ဇက်ခွေရမှုဆိုတာတော့မရှိဘူးဒါမဲ့လို့အရာရှိသားသမီးလူကြီးလူကြီးရဲ့သားသမီးနဲ့တာမန်တာမန်ပုဂ္ဂိုလ်တွေရဲ့သားသမီးဒါဆက်ဆံခံရတာဘယ်လိုမှမတူဘူးကွာတယ်လူတွေလူကြီးရဲ့သားသမီးကြအေးပေးခံရတယ်တာမန်ပုဂ္ဂိုလ်တွေရဲ့သားသမီးတွေကြတော့တာမန်မတူဘူး အဲကြောင့်ဒီလိုအယုတ်တိပေးတဲ့ယုတ်တိမှုပေးတဲ့ရှိခိုးတဲ့ဂယုကြိုးစောတဲ့ဒီလိုကုသိုလ်ကောင်းမှုသည်ဖြစ်လျာဘဝမှာဒီလိုသူများတလေးတစားအယုတ်တိပေးခံရတဲ့အကျိုးကိုရပါတယ်ယူတတ်ရင်ရတယ်ဒါယူတတ်ဖို့ပဲကဲနံပါတ်3ဒီလိုကြီးညူစရာကောင်းတဲ့ရဟန်းတန်ခါတွေကိုမြင်တဲ့အခါမှာတရားဓမ္မတွေရဲ့စိတ်ထဲမှာ ဘာများလှူရကောင်းမလဲဘာလှူလိုက်ရကောင်းမလဲနဝကံမှာလှူလိုက်ရကောင်းမလားသူ့မှာဘာများလှူလဲလဲစာအုပ်လှူရကောင်းမလားတခုခုဒါလှူခြင်းစိတ်မိမိတို့စိတ်ထဲမှာဖြစ်လာတဲ့အဲ့ဒီလှူခြင်းစိတ်ဖြစ်တဲ့မိမိတို့ရဲ့စိတ်ထဲမှာဖြစ်တဲ့အကြောင်းတရားဒီဒါမလှူရသေးဘူးเนาะလှူခြင်းစိတ်ဖြစ်နေတာအဲ့ဒီလှူခြင်းစိတ်ဖြစ်တဲ့အကြောင်းတရားဒီဖြစ်လျာဘဝမှာ ဩဇာအာဏာကြီးတယ်ဩဇာအာဏာကြီးဖို့အကြဒါအကြောင်းတရားပဲလှူရင်စိတ်ဖြစ်တာဒီဩဇာအာဏာကြီးဖို့အကြောင်းတရားလူလောကမှာလူတွေတယောက်နဲ့တယောက်မတူဘူးလေတယောက်တယောက်ကပြောလိုက်ရယ်ဘသူကမှသူ့စကားကိုဟိုအဖက်မလုပ်ဘူးတယောက်ကတော့ဒီလိုမှဘသူ ပြောလိုက်ရယ်အာလုံးကတလေတစားလိုက်နိုင်ကြတယ်နားထောင်ကြတယ်တယောက်နဲ့တယောက်ဩဇာအာဏာမတူဘူး အဲ့ဒီဩဇာအာဏာသည်အကျိုးတရားပဲဩဇာအာဏာရှိအောင်လှုပ်ခြင်းသည်အကြောင်းတရားပဲဩဇာအာဏာရှိအောင်ဒီတုတ်တော်မှာကတော့ဘာလှူရင်ကောင်းမလဲဘာလူရရင်ကောင်းမလဲဒီလိုစိတ်ကူးတာအဲ့ဒီစိတ်ကူးခြင်းသည်ပဲဖြစ်လျာဘာမှဩဇာအာဏာကြီးကြောင်းအကြောင်းတရားဖြစ်ပါလေဒါနံပါတ်3ကဲနံပါတ်4လှူပြီတခုခုလှူပြီအဲ့ဒီတန်ဃာတို့တွေ လိုအပ်ရာရာဒီနေ့ဆိုရင်တခါကြီးဒီကမကြီးတွေတန်ခါတွေအတွက်ဆုံးကတ်ကြရတဲ့ဆုံးလူရတဲ့သင်္ကန်းကတ်ကြရတဲ့သင်္ကန်းလူရတဲ့နဝကမ္မလှူဒန်းကြရတဲ့ဒါလှူဒန်းပြီအဲ့ဒီလှူဒန်းခြင်းသည်ဒါဖြစ်လျာပွားမှာဘောဂတံဝတ္တဏိကပစ္စည်းဥစ္စာနဲ့ပြည့်စုံတယ်ဆုံးလူတော့ဆုံးအကျိုး၅ပါးဒါရကြတာပေါ့သင်္ကန်းလူတော့သင်္ကန်းအကျိုးတွေရတာပေါ့နဝကမ္မလူတော့ ပစ္စည်းလေးပါဒါနဝကမ္မအယူတွေရကြတာပေါ့ဖြစ်လျာဘာမှဒီအယူတရားတွေကိုလှူဒန်းတော့ရကြတာဒါသံဃာတို့တွေကိုသံဃာတို့တွေနဲ့တွေ့ရကြုံရဖူးရလို့ဒါရတဲ့အကျိုးတရားတွေအဲ့တော့ဒီလိုတွေ့တဲ့အခါမှာဒီအကြောင်းတရားတွေကိုမိမိတို့ကလုံးမိဖို့လို့တယ်ကဲနံဒါနံပါတ်၄နံပါတ်၅တိလဝန္ဒသူတော်ကောင်း တန်ဃာတို့တွေနဲ့ဂျုံရတဲ့အခါမှာသူတို့စီကပေးလာတဲ့စကားပေးလာတဲ့အကြံဉာဏ်ဟောပြတဲ့စကားတွေဒီတရားတွေပဲဖြစ်ပါတယ်ပစ္စုပန်ချမ်းသာဖို့တန်ត្រာချမ်းသာဖို့ဒီတရားတွေကိုပဲမိမိတို့ကနားရတယ်အားတကယ်လို့များမိမိတို့သိကျင်တယ်နားမလဲတဲ့အကြောင်းအရာတွေရှိတယ်ဆိုရင်လည်းပဲ ဒါမေလို့မြန်လို့မိမိတို့မှာသိခွင့်ရတယ်သိဖို့မိမိတို့မှာအခွင့်အရေးတွေရတိုင်းတယ်အဲဒီလိုမေးစရာမရှိရင်လည်းပဲတန်ဃာတို့တွေကဟောပြတဲ့တရားတွေနားရလို့မိမိတို့မှာ အသိဉာဏ်တွေတိုးလာတယ်ငကိုကမသိသေးတာကိုသိလာရတယ်အဲ့ဒီတိတာကိုမိမိတို့ကလိုက်နာကျင့်ကြံကြိုးကအောက်ထုတ်ဖို့ဒါမိမိမရာအခွင့်ရရတာလေအဲ့လိုတရားနာရတရားနာရခြင်းသည် အဆုံးမဩဝါဒတွေကိုတန်ဃာတို့ဒီစီကနားရခြင်းသည်မိမိတို့ဖြစ်လျက်ဘဝမှာပညာကြီးကြောင်းတရားဖြစ်ပါတယ်အသိဉာဏ်ထက်တဲ့ပညာကြီးတဲ့လေလေဝဲဝဲလေလေပတ်ပတ်ပါပါနဲ့နဲ့ဒီလိုဖြစ်တယ်ဆိုတာဒီလိုတရားတွေကိုနားခဲ့လို့သူတော်ကောင်းရဲ့အဆုံးအမတွေကိုနားနားကြားခဲ့လို့လိုက်နာခဲ့လို့ဒီလိုပညာကြီးတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ် ကဲဒီတော့သီလဝန္တပပ္ပစီတလို့ခေါ်တယ်သီလရှိတဲ့ယဟန်တန်ဃာတို့ ਨੇ ကျုံရတဲ့အခါမှာမိမိတို့ကယူတတ်ရင်ဒီအကျိုး၅ပါးရပါတယ်မယူတတ်ရင်ကတော့မယူတတ်တယ်လို့ပေါ့ဒါတော့ယူတတ်ရင်ဒီအကျိုး၅ပါးရတယ်အဲကြောင့်မလို့အကျိုးကိုလိုချင်ရင်အကြောင်းကိုလောက်ပါအကျိုးတရားသူသူငါငါလိုချင်ကြတယ် ဒါမဲ့လို့အကြောင်းကြတော့မသိတာလည်းပါတယ်မလုံကျင်တာလည်းပါတယ်အဲမသိလို့ဖြစ်စေမလုံရင်လို့ဖြစ်စေမလုံရင်ကတော့အကျိုးတရားဆိုတာမရဘူးအကြောင်းကိုလုံမှအကျိုးကိုရတယ်ကြည်တော့ဒီနေ့တရားကိုအကျဉ်းချုပ်မယ်မိမိတို့ဒီနေ့ဆွန်လာကတ်တို့အပြင်တန်ဃာတို့တွေကိုဖူရမြင်ရကြီးညိုရတဲ့စိတ်မိမိတို့မှာဖြစ်တယ် ံဃာတို့တွေကြွလာတော့လဲအိုရှိရှိကိုကတို့ဒါအယုဒ္ဓိပေးခြင်းဒါတွေမိမိတို့နှလုံးသားထဲမှာဖြစ်ခဲ့ပြီပြီတံဃာတို့တွေကိုလှုပ်မယ်ဆုံးကပ်မယ်မိသားစုတွေတိုင်ပင်ပြီးတော့ဒါအရင်ကတည်းကတိုင်ပင်လာခဲ့ကြတယ်ဘာလှုပ်မယ်ဆိုတာဒါလည်းဒီအင်္ဂါရလည်းမိမိတို့မှာပြည့်စုံတယ်ခုလှုပ်နေကြပြီဒါလည်းမိမိတို့မှာပြည့်စုံနေပြီခုတရားနာနေတယ် ။ဘုန်းကြီးဟောတဲ့တဲမှာတရားကြီးဒကမကြီးတွေမသိတဲ့ဟာတွေပါပါလိမ့်မယ်။သိပြီးသားတွေကလည်းပါပါလိမ့်မယ်။မသိတဲ့ဟာကိုအသိတွေတိုးလာတော့မိမိတို့မှာပညာတိုးလာတယ်။ဒီအကျိုးတရားတွေဒီဒါအကြောင်းတရားလုံးမှရမယ်အကျိုးတရားတွေဖြစ်ပါတယ်။မိမိတို့ဘဝတန်တရာမှာဖြစ်လျာဘဝတွေမှာဒီအကျိုးတရားတွေကိုခံစားပြီးတော့နောက်ဆုံးမှာမေတ္တရာဗုဒ္ဓရာအနိဗ္ဗာန်တရားကိုသိဖို့မြင်ဖို့ ဒီကုသိုလ်ကောင်းမှုကအထောက်ပံ့ဖြစ်ပါစေဒီလိုအာယုံပြုဒီလိုဆုတောင်းမိတော့ဒီကုသိုလ်ကောင်းမှုကိုရည်စဲချအမြဝေရအောင်ကဲရည်စဲခွဲခံရကဲအလုံးလိုက်ဆိုအရှင်ဘုရားတပြည့်တော်များသည်ဗုဒ္ဓဘာသာဝင်သူတော်စင်များဖြစ်ကြသည်အားလျော်စွာ ယနေ့ဖို့၌နိုင်ငံတော်ပရိယတ္တိသာသနာတကသော၌တရင်သုံးတော်မူကြသောဘုရားမှုရှိသောတန်ဃာတော်များအားတနေ့တာသုံးဆက်ကလူတန်းချင်းသင်္ကန်းဓိပနနဝကမ္မအစရှိသောလူတန်းပွဲရာ အပြာပြာတို့ကိုစက်ကလူတန်းချင်းတရဏကို၃ပါးနဲ့တကွ၅ပါးသီလစောက်တည်ခြင်းဟောပြအပ်သောတရားတို့ကိုနာယူခြင်းဟူသောဒါနသီလဘာဝနာကောင်းမှုကုသိုလ်စုကိုပြုလုပ်ကြပါ၏တပြည့်တော်တို့၏ ဤကောင်းမှုသည်နိဗ္ဗာန်ရောက်ကြောင်းအထောက်ပံ့ကောင်းဖြစ်ပါစေဤကောင်းမှုအဖို့ဘာကကိုအနန္တကျေးဇူးရှင်မိခင်ဘခင်ဆရာသခင်ကျေးဇူးရှင်တို့အား၎င်းတပြည့်တော်တို့ဤကိုယ်တွင်ကိုယ်ပအိမ်တွင်အိမ်ပ ဝန်ကြီးဌာနနှင့်ဆက်ဆက်၍လောက်ဆောင်သမျှလုပ်ငန်းဆောင်တာအရာရာတို့၌စောင့်ရှောက်ကြသောနိုင်ပေါင်းတို့အား၎င်းအာသနာဆောင်၌လောကပါလ၌တကြမင်းယမမင်းအစိုးရမင်းတို့ကို အစထား၍ သုံးဆက်တပုံသားတိုက်တူအမြအအမြအမြပေးဝေငါပါ၏တိုက်တူဝါအလုံးအမြရ၍ကိုစိတ်နှပြချမ်းမှချမ်းသာကြသည်ဖြစ်ကြပါစေသောကဲ့အမြဝေအလုံးကြာကြသမြအမြ amya amya yura muja bhagong la tadu 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 alo jaja damya amya 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 yura muja bhagong la tadu 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 alo jaja damya အမြအမြအမြယူတော်မူကြပါကုန်လောတာတုတာတုတာတု